ကဲမင်္ဂလာပါမျိုးတို့ဤစကားတွေတော့ကျွန်တော်လည်းတိတ်အများကြီးပြောတော့ဘူးနော်ဟုတ်လားအဲ့တော့20နည်းလေးပဲစလိုက်မယ်နော်ကျွန်တော်တောက်ကြနေရတော့လုံးလုံးဝမအားလက်ထားနိုင်မတင်ပြလိုက်ဘူးပေါ့ဗျာနော်အဲ့တော့1586 1586 69 63ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်เนาะအဲ့ဒါတော့နှစ်ပင်တစ်ပင်နှစ်ပင်တစ်ဖြတ်ကလေးပြီးကျွန်တော်တို့မနော်နှစ်ပင်တစ်ဖြတ်ကလေးကျွန်တော်တို့တွင်အဲ့ဒါ ဲ့တော့နှစ်ပင်တစ်ပြက်ကလေးကိုဘယ်လိုတက်မလဲဆိုဒီ9နဲ့9နဲ့ပေါင်း3ည3ညရဲ့ပါဝါ9 3ညရဲ့နှစ်ခက်ကခွန်3ည9ခွန်ဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့6 9တဲ့6 9မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်တင်9တင်9တဲ့တင်9မှာလည်း9တလုံးထပ်ထိပြီးညာရောမနစ်ကောအောင်ခဲ့ပါတယ်အမျိုးလို့ အဲ့တော့6 9ရောတင်9ရောမနကောညာရောအောင်ခဲ့တယ်ပေါ့နော်ကဲနောက်တစ်ပြုံတွေ့ပါမယ်5 4 5 6 7 8 9 10ခွန်ခွန်လေးခွန်လေးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခွန်ရဲ့အဲ၄ရဲ့ခွန်ရဲ့ပေါင်း1တိရဲ့ပါဝါက6တိရဲ့နှက်ခက်က8တိ6 8ဆိုတော့ဂီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့ ဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့ခါကျတော့3ည8တဲ့3ည8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့6 6မှာလည်း6တလုံးထိပြီးညာဝမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တော့တွက်ပါမယ်3ည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 3 9ဆိုပြီးဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်4နဲ့3နဲ့ပေါင်း ခွန်ခွန်ရပါပါနှစ်ခွန်ရနှစ်ခက်က3ညခွန်နှစ်3ညဆိုလဲကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့ဆိုတဲ့အခါကျတော့3ညရှိ3ညရှိတဲ့3ညရှိမှာ3ညတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်နှစ်လေးတဲ့နှစ်လေးမှာလဲကျွန်တော်နှစ်တလုံးထိပ်ပြီးညာဝမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျခင်နာရမျိုးတက်ပါမယ်2369 2369 2383 2 ခွန်83ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်38နဲ့ပေါင်းတော့1 1ရဲ့ပါဝါ6 1ရဲ့နက်ခက်က8 168ဆိုတဲ့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာတွေထပ်ထားသလဲဆိုတဲ့အခါကျတော့99 99တဲ့မအောင်ပါဘူး6ခွန်6ခွန်နဲ့6ခွန်မှာတော့ကျွန်တော်6တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်95ခွန်လေး ကိုငါခွန်လေးလေးတုံညာကိုရှိဆိုပြီးဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ငါနဲ့ကိုနဲ့ပေါင်းလေးလေးရဲ့ပါဝါကို၄ရဲ့နှက်ခက်က2 6 2ဆိုတော့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့တော့ဘာကြီးထွက်သွားသလဲဆိုတော့ကျွန်တော်ကြည့်တဲ့ရအောင်2 1 2တဟော2 1မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်4 8 4 8တဲ့4 8မှာလည်း4တလုံးထပ်တည်ပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျာ4 8 ကဲနောက်တစ်ပြင်ကြည့်ပါမယ်6399 6399 18 18 18 18ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါဗါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်3နဲ့1နဲ့ပေါင်း4 4ရဲ့ပါဝါ9ကို4ရဲ့နှက်ခက်က2 4 9 2ပါပဲတဲ့ဒီအပြင်မှာလဲအဲ့တော့ဘာထွက်သွားတယ်လဲဆိုတာကျွန်တော်ကြည့်ရအောင်9 4မ9 4 9 4ဆိုပြီးညာမနဲ့ကော အောင်ခဲ့ပြန်ပါရဲ့ဗျနော်ညမနဲ့တည်ကြည့်ပါဦးတော်တော်များများဆွဲပါရဲ့နော်ဒီကိုခွန်လေးလေးကိုခွန်လေးနှစ်363 63 63ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်6နဲ့6နဲ့ပေါင်းတော့9 9ရဲ့ပါဝါက3ည9ရဲ့နှစ်ခက်က3 9 3ည3ဆိုပြီးတော့ဒီလိုမျိုးထွက်ထားပါတယ် ရတာပါလေအဲ့ဒီဒီပင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်ဗားလေးထွက်သွားတယ်ဆိုတဲ့ခါကျတော့2 9อืม อ๋อ2 9တဲ့2 9မှာကျွန်တော်တို့မအောင်ခဲ့ပါဘူး4 3ည4 3ည4 3ညမှာတော့3ညသလုံးထိပြီးညနေပိုင်းမှာအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်တရှိတစ်ခွန်းတရှိတစ်ခွန်း လေးကိုခွန်ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်၈နဲ့9ပေါင်း5 9ရဲ့ပါဝါ3ည9ရဲ့နှခက3 9 3ည3ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတယ်ဆိုတဲ့ခါကျတော့3ည8 3ည8တဲ့အဲ့မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်6 3 6 3နဲ့6 3မှာလည်း3လုံးထိပြီးညာရောမနဲ့ကောအောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြုံးတက်ပါမယ်1 1 3 3ည တိတိတုံးတုံညတိကိုနှင်ငါတုံညအဲ့လိုမျိုးထွက်ထားပါလေထွက်ထားတာကိုတွက်မယ်ဆိုရင်တင်းနဲ့3နဲ့တင်းနဲ့2နဲ့ပေါင်းတော့3 3ရဲ့ပါဝါ6 3ရဲ့နှစ်ခါက5 3 5ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့3ည5တဲ့3ည5မှာ5တလုံးထိပြီးအောင်ခဲ့ပါတယ်4 4 4 4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ။ကျွန်တော်တို့ပြန်တပမယ်။298နေကိုတရှိတဲ့3688 3688ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ကိုနဲ့ရှင်းနေပေါင်းခွန်ခွန်ရဲ့ပါဝါ2ခွန်ရဲ့ခက်က3ညခွန်2 3ညဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့။အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့3ည6တဲ့3ည6မှာ3ညတစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ်2 5 2 5တဲ့2 5မှာလည်း နှစ်တလုံးထိပြီးညာဩမနဲ့ကောထပ်အောင်ခဲ့ပြန်ပါလေဗျ။ကဲဒီ20လေးကတော့ညာမနဲ့တွေထွက်တာများတယ်ကျွန်တော်တို့တချိန်ကြီးပဲအောင်တာက၃ပွဲပဲရှိရပါတော့ကျွန်တော်အခုရှာဟိုစပြီးတွက်ပြလာနေကွာဟာလား။အဲ့တော့ကျွန်တော်တို့ဒီလောက်အထိခိုင်မာတဲ့ကီးရှာနီလေးကိုကိုကင်ကမကန်ခေပြီးတော့ပြက်ခဲ့ရင်တော့လေကိုကန်မကောင်းတာပေါ့ဗျ။အဲ့လိုပဲတွက်ရတော့မှာပေါ့နော်။ကဲအဲ့နောက်တစ်ပင်တွက်ပါမယ်။ရှင်၅၃ခွန်းရှင်၅၃ခွန်းနဲ့ ဒေ3ည3ဒေ3ည3ဆိုပြီးကျွန်တော်တို့တောက်ကြနေရထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်9နဲ့3နဲ့ပေါင်း8ရှင်းရဲ့ပါဝါ3ရှင်းရဲ့နှခက1 8 3 1ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးနဲ့ကိုင်းညီပြီးစဉ်းစားကြအောင်ဗျနော်ကီးထိတ်ကြည့်ထိတ်ကတော့ 168ပါတဲ့နော်168ကီယိုယိုကခုနက831 83အဲ့တော့8နဲ့1နဲ့ကတော့တူနေပြီပေါ့နော်8နဲ့1နဲ့တူနေပြီဒါအဲ့တော့8နဲ့1နဲ့တူနေပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ကပရိလိုင်းပရိကကျွန်တော်တို့ပါလဲဆိုတော့ပဋိက္ခာ တော့3ခွန်8နှစ်တဲ့နော်အဲ့တော့ကဲကျွန်တော်တို့3ခွန်8နှစ်ဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်တို့83မရှိတဲ့ရှိတဲ့ဆိုရင်နှစ်ခုတူနေတဲ့အခါကျတော့ကျွန်တော်တို့ဆွဲရင်အပူးတွေကြီးပဲများမယ်เนาะအဲ့တော့ကျွန်တော်တို့ကအပူးနဲ့မကစားခြင်းဘူးเนาะဒီလိုဆိုရင်အဲ့တော့ကျွန်တော်ကကီးရဲ့ဒီမှာဒီကောင် main key เนาะအဲ့တော့ကီးထိတ်နဲ့ကျွန်တော်တို့ brake ဟိုကနေပဲ brake နဲ့ပဲကတ်မယ် sorry 3ခွန်เนาะဒီမှာ3ခွန်ချွန်ဆွဲရ brake အဲ့တော့ဒီကောင်က main brake ပေါ့เนาะအဲ့တော့ဆွဲလိုက်မယ် တစ်ကိုသုံးဖြစ်အောင်တစ်နှစ်တစ်ချောက်တစ်ခွန်တစ်တီဆိုပြီးဒီလိုမျိုးရတယ်နောက်တစ်ခါကျွန်တော်6 6ကို6ခွန်6ကို6တစ်6တစ်6ကို6လေးဖြစ်အောင်6တစ်6ကို6 6ဒါလည်းအပူတွေပဲပြန်ဝင်လာပါပဲเนาะ8 3ပြည့်ဖြစ်အောင်8 5 ရှစ်ကိုရှစ်ကိုရှစ်ပရိဖြောင်80 80ရှစ်ကိုနှစ်ပရိဖြောင်84 84ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကျွန်တော်တို့ကကြီးနဲ့မညီတဲ့កောင်တွေကိုဖြတ်ထုတ်မယ်ဆိုရင်ကြီးနဲ့မညီတဲ့កောင်ကတော့ကျွန်တော်တို့60နှစ်မညီဘူးပေါ့เนาะ60နှစ်တို့66တို့ဟိုကမညီဘူးနောက်တခါဒီမှာဆိုရင်ဒီတန်းနေရာအကုန်လုံးကညီတာများပါတယ်နော်အဲ့တော့6နှစ်နဲ့6ကြောက်ပဲမညီတာဟုတ်လား အဲ့တော့ကျွန်တော်တို့ main break နဲ့ပဲစဉ်းစားတော့မယ်เนาะ main break နဲ့စဉ်းစားမယ်ဆိုရင်တစ်နှစ်တစ်ချောက်တစ်ချောက်ကဒီမှာ6တစ်ရှိတာရယ်เนาะအဲအပြန်လှန်ပြီးပြသားပဲเนาะကျွန်တော်တို့ကြာဟိုတစ်ချောက်ဘက်ကိုချင်းမပြတော့နောက်တစ်ခါကျတော့6ခွန် main break ဒီပဲရရเนาะ85 89 89နဲ့89ဆိုပြီးဒီလိုမျိုးရမယ်เนาะ main break အဲ့တော့အဲ့5ခွက်ပေါ့เนาะ5ခွက်အောက်မှာတက်တက်ပြန်ရေးမယ်5ခွက်ကိုเนาะ အဲ့တော့တိနှစ်တိ6 6ခွန်ဟော6တက်ကပါပြီးသားဖြစ်တဲ့အတွက်မထည့်တာနော်6ခွန်အာထိုးပေါ့ဟုတ်လားနောက်တစ်ခါ85 89 85ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်နော်အဲ့ဒီထဲမှာကျွန်တော်တို့အကြိုက်ကိုပြောမှဆိုရင်ကျွန်တော်တို့တနည်းလာအင်္ဂါမှာဟိုဟာတိ6တပြားကလည်းစင်းတိစင်းတာရှိရဆိုရခါကျတော့ကျွန်တော်ဒီ3ခွက်ကိုပိုတင်ထိုးလိုက်မယ်ပေါ့ဗျာနော် ဟိုတိချောက်တပြားလည်းတင်းင်းလာသို့မဟုတ်အင်္ကာပေါ့နော်တင်းင်းလာမှာများသောအားဖြင့်ဆင်းပါတယ်ဒါအမျိုးလိုလည်းကျွန်တော်ဟိုးတော့တယ်ကိုလည်းပြောခဲ့ဘူးတယ်နော်ပြတ်ဟိုပြတ်တဲ့အပံမရှိဘူးလားဆိုရှိရယ်နော်ဒါ၁၀ကွေ့၁ကွေ့လောက်ပေါ့ပြတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ပြတ်ခဲ့တဲ့အဖြစ်အတွက်ကျွန်တော်တို့တိချောက်တင်းနှစ်တို့တိချောက်တို့၆ခွန်းတို့ကိုကျွန်တော်အနေနဲ့အကြိုက်တင်ပြီးကစားပါမယ်ဗျနော်အဲအဲ့မှာကျွန်တော်ပြောဖို့လေးဟိုကကြံနေပေါ့နော်တောက်ကြနေ မားတဲ့အပူးထွက်ရင်အပူးထွက်ရင်ဆိုတော့ကြောက်ကြံနေကျွန်တော်သုံးသုံးလို့ထွက်တယ်နော်သုံးသုံးလို့အပူးထွက်ပြီးသွားရင်လည်းညီကိုနက်ခတ်အဲတနင်္လာအင်္ဂါမှာညီကိုနက်ခတ်ကရှင်းရပါမယ်တဲ့နော်ညီကိုနက်ခတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုပြီးခဲ့ပကညီကိုနက်ခတ်လို့မဆိုပါဘဲညီအဲညီကိုပါဝါဆိုပြီးထွက်သွားဘူးလေနော်တခါညီကိုပါပါဝါဆိုပြီးထွက်သွားဘူးလေအဲ့တော့ကျွန်တော်တို့ဓမ္မထားပါတော့မဆိုတော့အဲ့တော့ညီကိုလေးဒီတစ်ကွက်ပါကျွန်တော်တို့ထပ်ပြီးထည့်တင်ပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီအကွက်ကိုထည့်တင်တယ်ဒီမှာညီကိုဆိုရင်တော့6ခုလို့ပါလို့ ျွန်တော်ကြိုက်တယ်ဒါပေမဲ့ရှစ်ကိုးကိုကျွန်တော်ဘာအောင်ထည့်တင်တယ်လို့ဆိုရင်ကျွန်တော်တို့ကဟိုတောက်ကြံကြီးက40 40လို့ထွက်သွားရင်၄ကိုးဘရိတ်ထွက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲဟိုဘာ၄ကိုးဘရိတ်ကိုအ၄ဘရိတ်ကိုပြောရမှာမဟုတ်ပြန်เนาะကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပိတ်ရ3ရက်ရှိရဲအဲ့တွက်ပိတ်ရ3ရက်ရှိရဲအတွက်2ခွန်၄ကိုးဆိုတော့ဘရိတ်ကကျွန်တော်တို့ 3ရက်အတွင်းမှာထွက်နိုင်နေတယ်เนาะဒီတော့ဒီ compray ကိုပေါ့နော် compray နှစ်ခုပါနေတယ်အဲ့ဒါလေးကိုကျွန်တော်ထည့်ထိုးတင်တယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကျွန်တော်အနေနဲ့ပြောခြင်းပဲဖြစ်ပါတယ်ဗျာအဲ့ကဲเนาะဒီကနေ့တော့ကျွန်တော်အနေနဲ့ဒီလောက်ပါပဲเนาะဟိုတန်းလေးကတော့တွတ်မပြတော့ဘောင်းလဲဆိုတော့တွတ်မပြတယ်လဲဆိုတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပိတ်ရက်က2ရက်တောင်ဇက်တိုက်ရှိတာအတွက်ကျွန်တော်ကဒီပုံမှာတိတ်ပြီးတော့ဟိုက ဟိုတွေ့ရမှာအခက်ရှိတယ်လို့ကျွန်တော်ထင်နေအတွက်ပေါ့နော်ကျွန်တော်မတွက်ပြခြင်းပဲဖြစ်တယ်ဒါမှဇွတ်လိုခြင်းတဲ့လူတွေအတွက်အဲဖေဖေအတွက်ပြလိုက်ပါမယ်ဇွတ်လိုခြင်းတဲ့လူတွေအတွက်ဆိုရင်တော့အဲဆိုရင်တော့ကျွန်တော်တို့2 4 6ဆိုတဲ့အပေါ်တန်းနဲ့အောက်ကကျွန်တော်တို့3 8 6ဆိုတဲ့ အော်ဒရန်ပေါ့နော်အဲ့ဒါလေးတော့ထိုးခြင်းနဲ့ထိုးပေါ့နော်ဒါကျွန်တော်တွက်နေတဲ့တွက်စာရှိရတဲ့တောင်းဆိုတဲ့လူတွေတော့ကြတွက်မပြသွားဘူးဖြစ်မှာဆိုလို့ကျွန်တော်တွက်ပြခြင်းပဲဖြစ်ပါတယ်နော်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနော်အဖွင့်နေမှာလှလှပါပါအောင်ပွဲများရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမယ်အဆုံးတတ်လိုက်ပါတယ်ဗျာ